ကိုရင်မို့လို့ဒီပြောပြောတာတပည့်တို့ပြောင်းလဲရမယ်ပေးစရာမရှိရင်နေရာမရှိဘူးရှင်များတို့နေရာလိုချင်ပေးစရာရှိရဘာပေးမလဲရှင်များတို့ဆိုများပေးစရာ data တွေ information တွေအချက်လက်တွေနော်သမို့ ethics တွေရှိပြီလားဒါအုံးမေးရအဲ့ဒါမရှိသေးရင်တော့တပည့်တို့ပြေးအောင်တာပြင်တော့ဟုတ်လားပြေးအောင်တာပြင်တယ်နော်အဲ့တော့စာကြည့်လိုက်ဆိုတော့စာအုပ်တွေစုထားတဲ့နေရာအသိပညာဘူးသားတွေဖြန့်ပေးတဲ့နေရာဆိုစာကြည့်လိုက်သွားလိုက်တာနဲ့ တပည့်တော်တို့သိပညာဘူးသူတိုင်းနိုင်ငံရေးစီးပွားရေးလူမှုရေးအများကြီးတပည့်တော်တို့လေ့လာလို့သင်ယူလို့ရတဲ့ဟာတွေအများကြီးဖြစ်သွားတယ်ဟာဟုတ်တာပဲလူဖြစ်သွားတာနော်ပညာလိုလားသူတိုင်းလွတ်လပ်စွာပညာရှာနိုင်သောနေရာတပည့်တော်စာဖတ်တာဝါသာပါတာဦးရကြီးတော်အခန်းနဲ့တချို့လည်းရောက်ဦးမယ်နော်နော်နော်ဥတီကြတွေရောက်ဦးတယ်ကြီးတော်အခန်းနဲ့ရေခဲသက်တာမရှိတီဗီမရှိစာအုပ်ပဲရှိတယ်ပပလည်းစာအုပ်တွေကြီးတော်ကြီးတော်အခန်းနဲ့ရှိတဲ့စာအုပ်ဘိုးတွေကိုသိန်း300ကျော်ဒါတပည့်တော်ခန်းထဲမှာရှိရရွာမှာတပည့်တော်သိန်း1000ကျော်သွားပြီတူ စာဖို့တယ်စာဖို့တယ်နော်အစာအုပ်ကမပါဘူးဒိတ်တဆောင်ကျော်သွားပြီရွက်ပြန်လူတာပဲစာအုပ်9000လောက်ရှိသွားပြီဘေးစာကြီးလိုက်တယ်တခါတခါလူအဲ့လိုစုထားပြီးပိုးတဲ့စာအုပ်တွေစုပြီးတော့ထောင်ထဲချွေအဲ့လိုလှူဆိုတပည့်တော်ရဲ့ပရိဒါကပညာရေးခြေခံတဲ့ပရိဒါပဲဒါကြောင့်ဘုန်းကြီးတွေပရိဒါလို့ပညာရေးခြေခံတဲ့ပရိဒါမျိုးဒီလိုဥစားပေးလုံးစေခြင်းပရိဒါဒီလိုလော့လုံးတဲ့အခါကျတော့ပညာရေးခြေခံတဲ့ပရိဒါမျိုးကိုစဉ်းစားသိကြပါလေ ရေဘေးတို့မီးဘေးတို့ဆိုတာတပည့်တော်တို့လှင်းတင်လို့လှုပ်လို့ရတယ်တို့ဆိုအဲ့ဒါကြီးကိုရေကြီးခွင်ကြီးလှုပ်ပြီးတော့ပရိဒတ်သွေးကောင်းကြီးပုံစံမျိုးသင်္ကန်းတမြောက်မြောက်နဲ့လှုပ်နေတယ်အဲ့လောက်နေနဲ့ကျင်းတတ်နေလို့မရပညာရေးမှာဥဆောင်နိုင်ရဘာလို့လို့ပညာရေးခြေကအမသစ်ပင်ဆိုင်မဲ့ရေကြီးခွင်မျိုးတို့တက်ဖို့စိန်လန်ဖို့အဲ့ဒါအဲ့ဒါလည်းပညာရေးခြေကဒါပညာတက်ပညာတက်တဲ့လူတွေကျမှဒါတွေထင်းသင်းဆောင်ရှောက်နိုင်အဲ့ဒါတပည့်တော်တို့က culture ရင်ကျင်းမှုတွေဒီသစ်ပင်ကိုမြန်လို့တဲ့ရင်ကျင်းမှုတွေဒါတွေကိုတပည့်တော်ပြန်ပြီးတော့ပြောအောင် အေငါးပါးတပင်ရိတ်မိဘရိတ်ဆရာရိတ်မင်းရိတ်နော်ဖခင်တရားတန်ခါရိတ်ဆိုတာဟာမျိုးလေးပေါ့နော်အဲ့ဒါဒီဘက်တော့သာပင်ရဲ့အတိထားတဲ့အတိတွေရောဒီဘက်ကလောကီရဲ့အတိထားတဲ့အတိတွေရောပေါင်းဆက်ပြီးလူတွေကိုအတိတွေပေးဖို့ဘယ်နေရာနေနေဟာဖုံးဖုံးလို့စီသွားလိုက်ရင်တို့အတိတွေလင်းသွားတယ်အမြင်တွေကျဲသွားတယ်အခုမှကဘလို့လုတ်တင်နေဆိုတဲ့ဟာတွေကိုပေါ်သွားတယ်ဆိုတာမျိုးအရှင်ဘုရားတို့ဒီကိုလက်အုပ်လေးတချီချီနဲ့တပည့်တော်ကိုအကြံပေးပါအောင်ဖျား ဘုမဆုံးမပေးပါဘူးဖရာလို့လူတွေရောက်လာရင်ရှင်များတို့ဟုတ်ပြီအဲ့လိုမရောက်လာသေးတွေ့ရှင်များတို့ဘလောက်တရားဟောကောင်းတယ်ပြောပြောအလကားပဲအဲအဲ့ဒီတန်းကိုတပီတော့ပြန်ရောက်စေခြင်းတယ်လူကြီးကိုတွေတပီတော့အဲ့လိုပြန်ရောက်စေခြင်းတယ်အဲ့ဒါဆိုရင်တော့တပီတော့တို့ကပြီးတကက်ဆောင်းဆောင်းမဆောင်းဆောင်းပြီးတကက်သုံးပုံဆောင်းဆောင်းကြံပြီးပြီးမပြီးပြီးရွာမှာကိုကိုဟာကိုဘွဲရရမရရဩကိုရွာနဲ့ကိုဒီလိုကျွရ6000ရှိတယ်ဘောဓဘာသာရွာလေးကြည့်တယ်ပြီးတော့ဆုမဲ့ဆို4000လောက်ဆိုတော့ တံပီပီသားတပည့်တော်နိုင်ငံမှာ6000လောက်ရှိတယ်လေ6000လောက်ရှိတယ်လေအဲ့ဒီ6000နဲ့တဝက်ပြန်လို့1000လို့ရင်မြန်မာပြည်သာနာကောင်းတယ်1000 1000သာနာရေးပါမှာကြံပီးတဲ့သူတွေကတဝက်လောက်ပါမယ်9000လောက်ပါမယ်မပြီးသေးပဲနဲ့လေစွမ်းဆောင်ရင်ရှိလို့9000လောက်ပါမယ်သူတို့နိုင်ငံကြီးကောင်းကိုကောင်းတယ်အခုဘုန်းကြီး1000ပြည့်အောင်ချီတီမီအလုံးမလုံးလာနေတယ်တပည့်တော်များရင်ပြောဦးရှင်များတို့ထဲကကိုင်း အလုတ်ကိုထိထိမိလုံနေတာဘာသာပါပါလေကိုကကိုပြန်ပြီးစီးဝေးကြဟုတ်လားနော်နောက်တကအရှင်ဘုရားတို့ခောစကံပါထိထိမိမိအလုတ်လုံနေတဲ့အသံငါတွေပေါ့တာရင်နိုင်ရေးလောက်လိုက်တာကိုစကားမပြောနဲ့အဲ့ဒါကအခုမှဘုံကြီးကဝေးလိုက်လေအဲ့ဒါတာရင်နိုင်ရေးလိုက်လို့ရရဘူးလားအဲ့လောက်ကိုအလုတ်လုံတယ်မပြောနဲ့အဲ့ဒါအကြီးညိုကန်သက်သက်ပဲဒီလိုတို့အလုတ်လုံမှာဘုံကြီးနော်အလုတ်လုံတဲ့ဘုံကြီးဖြစ်ရအဲ့ဒီအတွက်ဒီလိုတို့အရေးချင်းရှိဖို့လိုလားမလိုဘူးလား အဲ့ဒါကိုဒီပြိုတို့ပြန်တိဆောက်ပါညီကိုများဒီတို့အားကိုးပါလေဒီပြိုတို့အဲ့ဒါဒီပြိုတို့တင်တန်းဖွင့်နေဆိုအဲ့ဒီဟာကိုပြောချင်လို့ဟုတ်လားဗျာနော်ရှင်များတို့ဒီရနဲ့ဒီဓမ္မကရိကလည်းတန်းဖြစ်ချင်မှလည်းဖြစ်မယ်ကမ္မထမ်းပြလည်းတန်းဖြစ်ချင်မှဖြစ်မယ်တို့တော့အဲ့ဒါဖြစ်ဖို့ဒီပြိုတို့ရည်ရွယ်ချက်ထားတာမဟုတ်ဘူးဒီပြိုတို့ရှင်များတို့ညီကိုတို့ရှိပြီးသားအီရှင်နဲ့ဒီပြိုတို့ဝင်ချင်မှဘာလို့အလုံးလုံးတဲ့ဘုံကြီးဖြစ်အောင်ဒီပြိုတို့ကလှုပ်တော်နေတယ်နော်ဆိုတော့ စာဖတ်ပါပညာလိုလားတဲ့တိုင်းလွတ်လပ်စွာပညာရှာနိုင်တဲ့နေရာဆရာမျိုးစုံနဲ့ထိတွေ့ဆက်ဆံဝင်ရတဲ့နေရာတပိတော့ဘုံကြောင်တိုင်းမှာစာကြည့်လိုက်ရှိရဘုံကြီးကြောင်တိုင်းမှာစာကြည့်လိုက်ရှိရတပိတော့စာကြည့်တတ်ကြီးကိုစောက်တဲ့အခါကျတော့ဦးသိန်းစေသူရလက်ထက်ကဗျစာကြည့်တဲ့ foundation က7သိန်းချပြီပြီးတော့တင်လိုက်တော့7သိန်းချပြီအဲ့ကေ7သိန်းလည်းအများကြီးမဟုတ်ပါဘူး7သိန်းကမြည်ကြီးတဲ့လိုင်းရင်းသူပြီး foundation ကန်လိုက်တာနဲ့ကုန်သွားတာပါလှူတဲ့လူမရှိပါဘူးရွာအခုချိန်ထိတသိန်းမပြည့်ဘူး ရှင်မရွာကူမလာမယ်ဆိုနောက်နေ့ကျတော့ဒီပုံနေနေပြဒီတော့ဘလောက်ထိလုတ်ခဲ့အခု1ပေါင်လုံးတဲ့မြောက်တောင်ကြီးဆိုတော့ဒီကြောက်ကောက်ခဲ့ရတဲ့နေရာဒေဒီဆရာတော်ဘုရားကြီးမုံညင်းဆရာတော်ဘုရားကြီးတရားအားထုတ်ခဲ့တဲ့နေရာဒါပြီးတော့ခုံကြီးဝကြီးနဲ့ကြောက်ကောက်ခဲ့တယ်နောက်ဒီတော့ဆာကြီးတဲ့ကိုယ်တိုင်ပြန်လုတ်ခဲ့ကလေးတွေနဲ့ကိုယ်တိုင်လုတ်ခဲ့ရအထောက်ပံ့မရဘူးအုပ်ဆိုရင်ဒီပြီးတော့အကောင်းမွေနိုင်ဘူးအုပ်ဆက်လေးတွေသွားပြီးတော့မိကျွန်းလေးတွေပါလေးတွေဒီပြီးအလှခံအဲ့တိုင်းနဲ့ဆောက်ခဲ့စခဲ့ရဂူရူကိုရပဲ ွာတဲ့လူတွေလည်းအာမေကလေးတွေနဲ့လို့အခုဒီပြီးတော့နောက်တနေ့ဟိုမှာဆက်ကြီးတဲ့ဖွင့်မဲ့တစ်ခုသွားပြီးဟောစီယုံရေးတွေပြီးတော့ဗာပြောချင်တာဆိုဖုန်းကြီးတွေကအဆောက်အဦအရင်ဆောက်အဆောက်အဦကနောက်မှဆောက်တပြီးတော့ဇာကြီးတဲ့ကိုနှစ်နှစ်နေမှဆောက်နှစ်နှစ်လောက်ရှေ့ပိုင်းမှာရင်ချင်းစာဖတ်တဲ့ရင်ချင်းကိုပြီးတော့ပြောထောင်ခိုင်မာပြီးဆုံးသွားပြီးအဆောက်အဦဆောက်တယ်မဟုတ်အဆောက်အဦဆောက်ပြီးတော့ပြန်သုံးမဲ့သူမရှိလကားကြီးနှမျောစရာကြီးအဲ့အဆောက်အဦဆောက်တယ်ပြီးတော့နှစ်နှစ်ကြာနောက်ထပ်အဆောက်အဦဆောက်အဲ့နှစ်နှစ်အဆောက်အဦဆောက်တယ်ကြောက်ကောက်တော့လေကလေးတွေနဲ့ပဲ အုပ်လေးတွေတဲတော့လေကလေးတွေနဲ့ရေချင်းတူးတော့တဲတော့လေကလေးတွေနဲ့ပယံဖြော်တော့လေရေသေးပါကလေးတွေနဲ့ပယံတရားနည်းနည်းပါးပါးငှားပြီးတော့လေဒီလိုသွားတာနော်ဘီလက်မြေလောင်းတော့လေကလေးတွေနဲ့အဲ့ဒါတော့ယူကလေးတွေကဘလို့ဖြစ်သွားလဲဆိုတော့ဩစာကြီးတိုင်းဆိုတာငါတို့လှုပ်ထားတာဘယ်သူလှုပ်ထားအောင်ဗျငါတို့လှုပ်ထားတာငါတို့လှုပ်ထားတာဆိုတော့ရှင်ပြအစင်းသိရတာမဟုတ်ငါတို့ကိုယ်တိုင်လှုပ်တာဖြစ်တဲ့အတွက်တပည့်တော်ချင်းချင်းရှိအခုသူတို့ထိမ့်သိနေရလေ မြင်လားမသိဘူးเนาะတပိတော့လှုပ်ပေးတာဆိုရင်တပိတော့မရှိရင်ပြတ်သွားမှာတပိတော့မရှိရင်ပြတ်သွားမှာသူတို့လှုပ်ထားတာမဟုတ်ဘူးလူသရာကိုယ်တိုင်လှုပ်တဲ့ဟာတန်ဖိုးထားတယ်ဒါကြောင့်အရှင်မြတ်တို့ဘုန်းကြီးတွေနေရာတိုင်းအစင်းသိမ်းလှုပ်မပေးနဲ့ခါတရံတပိတော့တအားအစင်းသိမ်းလှုပ်ပေးစေချာဟိုဟာလဲလှုပ်ပေးတရားလဲဒါတို့တမင်းရောဆောက်ဒါတို့တို့ရောဒီမဲ့စာဖတ်ဟောဒီမဲ့အဆောက်အဦရှိပြီးသားအစင်တဲ့ ready made လူသားတွေဖြစ်သွားတန်ဖိုးမတားတတိယတော့ဟေးတို့အတူတူလောက် စာအုပ်ကလေးတွေချုပ်တာအခုရှင်းစမြစာအုပ်သတောင်းကျော်ကလေးတွေချုပ်တာစာအုပ်ချုပ်နေပြီးတော့သင်ပေးတယ်ဟွန်းစုပ်ရင်ပြက်ရင်ယောရတယ်ဟွန်းဘယ်သူမှမကြောက်ဘူးဒါယောရတယ်ဟုတ်ပြီလားစာအုပ်တော့30ပြစာငါတော့လည်း30အခုလည်း30ပဲဒီပြီးတော့30ဆိုတာတန်ကြီးတစ်ခုရှိတယ်ဆိုတော့တမတ်ချက်တစ်ခုပဲစေုံကတရားပြရမယ်30ပြရအလကားမရဘာနဲ့ဒီအလကားမရအဲ့တနေ့တနေ့အဲ့30ရလေတနေ့တနေ့ခွန်သိန်း7သိန်းဝင်နေ ဘလောက်စာဖတ်တဲ့သူများလဲဆိုတာတွေ့ကြည့်တကယ်စာဖတ်တဲ့ຢာတွေရောက်ဆိုရင်3000ကျော်လောက်ငားတယ်ပုံမှန်ဖတ်တဲ့ဆိုရင်တော့2000တလောက်2000ဝင်းကျင်လောက်ငားတနစ်ဆို2000ပြန်ဆယ်နှစ်ကို2သိန်းကျော်ဆိုအဲ့ဒါပြောတာဒီတော့ပိတ်ရက်မရှိဘူးပိတ်ရက်ဆိုရင်မိုဘိုင်းသွားတယ်ပိတ်ရက်မှာမိုဘိုင်းလက်ပြီးအနှမ်းရွာတွေလိုက်ပြီးတော့မိုဘိုင်းငားတယ်အဲ့ဒီတော့စာကြီးတိုက်ဒီကိုစာကြီးတိုက်ဝင်နေတယ်လို့ပတ်သက်ပြီးခန့်ထားတာခုပြီးတော့ project တစ်ခုရေးနေတယ် foundation တစ်ခုကသေချာထူး တေချာလုံးပါသူမှလုံးဝ fan ပြေးပြီးတာအဲ့တော့ပြီးတော့ proposal ရေးတယ် proposal ပြီးတော့ဘာနဲ့ရေးလဲ AI နဲ့ရေးတာအော်ရှင်ပြ project ကြီးတခုလုံးတို့2မိနစ်နဲ့ရေးတာအခုရှင်ရ project တခုရေးဖို့ဆိုတော့ပြီးတော့တော်တော်စဉ်းစားတို့တော့မလွယ်ဘူးเนาะ block kick ကပြီးလာတယ်ပြီးတော့ Google Germany အင်္ဂါရေးခိုင်းလိုက်တယ်ငါ project စာကြီးတိုင်းနဲ့ပတ်သက်တဲ့ project ကိုင်ကြသေးတယ်လို့လောက်ဆောင်ကြတယ်ရေးပေးတယ်ဆိုတော့ရေးပေးတယ်ဗျာ တမိနစ်မကြာဘူးပြီးတော့အဲ့ဒါကွန်ပျူတာနဲ့ထည့်ပြီးပြီးတော့ Microsoft Word နဲ့ထည့်ပြောင်းလိုက်တာဟာနှစ်မိနစ်နဲ့ပြီးတယ် project ကြီးတခုခက်ကဒီလိုဖြစ်သွားပြီကိုလူတို့ဟုတ်လားအဲ့တော့ခုနကစကားပြန်ပြောရင်ဗာလေလောကလည်းမပြင်းစင်နဲ့ဓမ္မလည်းမယွင်းစင်နဲ့အရှင်မရတို့ရွာမှာဖွဲ့ဖွဲ့သွေးလူရှင်အသင်းလေးဖွဲ့မယ်သွေးလူရှင်အသင်းအတွက်ဖွဲ့သီးပုံရေးပေးပါ rule and regulation ခိုင်းလိုက်တင်းချရေးပေးတယ်သူ ဲ့ဆိုအဖွဲ့ဝင်တွေဘယ်လိုတွေပါတဲ့နဲ့ဘာလုပ်တဲ့နဲ့လုံဆောင်ချက်ကပါရည်ရွယ်ချက်ကပါနည်းနည်းကိုနဲ့မကြိုက်ဘူးဆိုရင်နည်းနည်းလေးပြောင်းလိုက်ဘယ်လောက်လွယ်နောက်တနေ့နေပညာပိုင်းကြတို့အချိန်ရရင်သင်ပေးမယ်ဖုန်းလေးတစ်လုံးရှိတာနဲ့အများကြီးလို့လို့ရသွားပြီစာနဲ့ပေနဲ့တက်တက်တူတူလူဖြုံအောင်လုပ်ရတယ်ခေါင်းဆောင်ဆိုတာလူဖြုံအောင်အရေးချင်းရှိတာအဲ့ဒါနေပညာခဲကြတော့အလိမ်မှာအကင်းပိုင်းအများကြီးလို့လို့ရသွားပါဖြစ်သွားနော်